ျမ်းမာရေးဝန်ကြီးဌာနမှာစစ်ဘက်အရာရှိတွေတာဝန်ခံထားတာနောက်ထပ်မပြုတ်တော့ဘူးလို့ကျမ်းမာရေးဝန်ကြီးဌာနကပြောပါတယ်ဇူလိုင်လထဲမှာခေါ်ယူခန့်အပ်ထားပြီးတဲ့အရာရှိ14ယောက်ကိုတော့တာဝန်ကနေရထိုင်းသွားမှာမဟုတ်ပဲဆက်လက်တာဝန်ထမ်းဆောင်စေမှာဖြစ်တယ်လို့ပြောပါတယ်အခုကျမ်းမာရေးဝန်ကြီးဌာနရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးသတင်းနဲ့အနောက်ရောင်ဖဲကျိုးလှုပ်ရှားမှုသတင်းတွေကိုစုံစမ်းနေတဲ့ကျွန်တော်တို့သတင်းတော့လင်းဆက်အောင်ကိုဆက်သွယ်မေးမြန်းကြည့်မှာဖြစ်ပါတယ်ကိုလင်းသောင်ဒီနေပဲအတိအမှောက်ဗျာဒီအပြင်းထန်ကန့်ကွက်ခဲ့တဲ့အတွက်ဒီတက်ဆိုင်ရာအရာရှိတွေကို ကျမ၏ဌာနတွေမှာအဲထက်မှန်ပြောင်းရွှေ့တောင်းပေးတာတွေနောက်ထပ်မလုပ်တော့ပဲရက်ဆိုင်တော်မယ်ဆိုတဲ့အပေါ်ပေါ့ဗျာကမ်ပိန်းလှုပ်ရှားနေတဲ့ဆရာဝန်တွေရောဘယ်လိုမြင်လဲဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်စုံစမ်းထားတာကတော့ဆရာဝန်တွေရဲ့ပြောပြချက်အရာပေါ့နော်ဟိုဆရာဝန်တွေကဘာပြောလဲဆိုတော့ ဒီတက်ပကပေါ့နော်ခန့်ထားတဲ့သူတွေကိုကျမ်းမာဝန်ကြီးဌာနကချက်မှတ်မပို့တဲ့အပေါ်မှာပေါ့သူတို့အခုလောလောဆယ်ယုံကြည်မှုတွေတိစောက်နေရတုံးပါလို့ပြောပါတယ်ခင်ဗျာနောက်တစ်ခုကတော့ဒီပို့ပြီးသားသူတွေကိုလည်းပေါ့နော်ဒီတက်ပကနေအားလုံးပြန်ခေါ်ဖို့ကိုလည်းဆရာဝန်တွေအားလုံးကတိုက်တွန်းထားပါတယ်ခင်ဗျာအဲတကယ်ကပြောရရင်ပေါ့နော်ဒီတက်မတော်ဘက်မှာကဒီကျမ်းမာရေးဝန်ကြီးဌာနဘက်မှာကိုပဲတက်မတော်ဘက်မှာပို့ပြီးတော့တာတဲ့အခွင့်အရေးတွေရှိနေတယ်ဆိုတာလည်းသူတို့ကသိထားပါတယ်ခင်ဗျာအဲဟိုပါပေါ့ကျမ်းမာ ဝန်ကြီးဌာနမနေ့ကဝန်ကြီးကပြောသလိုပဲတကယ်ပဲချက်မှန်ဟိုမခေါ်တော့တာလားခဏဟိုစောင့်ကြည့်တာလားဆိုတာကိုလည်းဆရာအောင်အားလုံးကပညာရှိနီးနေပေါ့နော်စောင့်ကြည့်ပြီးတော့ဌာနဖော်ထုတ်သွားမယ်လို့လည်းပြောပါတယ်ခဏအဲဌာနဖော်ထုတ်မယ်ကိစ္စကိုလည်းကျွန်တော်တခါတည်းမေးထားတာကတော့သူတို့ကတော့ဒီဌာနဖော်ထုတ်မယ်နီလန်းနေပေါ့နော်စေရုံကိုလုံးဝမသွားတော့တာမျိုးအဲလမ်းမထွက်ပြီးဆန္ဒပြတာမျိုးကိုတော့မလုပ်ဘူးလို့ပြောပါတယ်ခင်ဗျအဲသူတို့ပြောပြချက်အကြောင်းပြချက်ကတော့ချောင်းနေအားလုံးရဲ့အဓိကနှလုံးသားကဒူနာပဲဖြစ်တယ် ေါ့နော်အဲ့ဒါကြောင့်လူနာတွေကိုထိခိုက်မဲ့လမ်းကြောင်းတော့သူတို့မရွေးချယ်ဘူးလို့ပြောပါတယ်ခင်ဗျာအဲ့ဒါကတော့ဒီဒေါက်တာဇာနီဝင်းကပေါ့နော်ကျွန်တော်တို့ DVB ကိုကျွန်တော်ရေမင်းကြက်ပို့သူအတီတူပြောထားတာပါခင်ဗျာအဲဒါကြောင့်ဖဲချိုးနဲ့လှုပ်ရှားမှုကိုတော့သူတို့ကဆက်ပြီးတော့ပေါ့နော်လှုပ်ဆောင်သွားမယ်လက်မှတ်တွေထိုးပြီးတော့ဆန္ဒဖော်ထုတ်မှုတွေကိုလှုပ်သွားမယ်လို့ဆောင်းတွေကပြောပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာအဲ့တော့ဗျာတက်ဖက်ကနေဒီအရက်ဖက်ကိုပြောင်းပြီးတော့တာဝန်ထမ်းဆောင်လာဆိုတာကအရင်စေဆွေးရလက်ထက်မှာလဲတောက်လျှောက်ရှိခဲ့တာဆိုတော့လေအခု campaign ကိုလုပ်နေတဲ့ ဝန်ကြီးဌာနတွေမှာဘယ်လိုတခြားဝန်ကြီးဌာနတွေမှာဘယ်လိုတက်ရောက်မလဲဗျာအဲ့ဒီ campaign ကလေတခြားဝန်ကြီးဌာနတွေပေါ်မှာဘယ်လိုတက်ရောက်နိုင်မလဲအဲဝန်ထမ်းတွေမှာရောဘာဝန်ထမ်းတွေကြားထဲမှာရောဘာတွေပြောဆိုတာတွေရှိလဲဗျာဟုတ်ကဲ့ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ဒီ niche set တဲ့ပေါ့နော်ဒီဆရာဝန်ဝန်ထမ်းတွေရော ဒီစေမကုတော်တဲ့အပြင်ကဆရာဝန်တွေရောကျွန်တော်မေးထားပါတယ်ခင်ဗျအဲတက်ဘက်ကနေဒီကျမ်းမာရေးဘက်ကိုပေါ့နော်ထက်မှန်မပို့တော့ဘူးဆိုတဲ့စကားကိုအဓိကပြောရရင်တော့ဗျာဆရာဝန်တွေကမ်ပိန်းလုပ်တဲ့ဟာကထက်မှန်မပို့တော့တဲ့ဟာကိုသူတို့ကမ်ပိန်းလုံးဝကမ်ပိန်းလုပ်တာမဟုတ်ပါဘူးအဲတက်ဘက်ကနေကျမ်းမာရေးဘက်မှာခန့်ထားတဲ့14ယောက်ပေါ့နော်အုတ်ချုပ်တဲ့အရေးအော်ကုသရေးမှာခန့်ထားတဲ့သူတွေကိုပဲသူတို့ကဟိုဖယ်သွားဖို့ပေါ့နော်ပြန်ခေါ်ဖို့ကိုသူတို့ကမ်ပိန်းလုပ်တာပါဒါကြောင့်မလို့ကမ်ပိန်းကိုပဲနိုင်အောင်ဆက်တိုက်တင့်တယ်ဆိုပြီးတော့ဆရာဝန်အားလုံးကသဘောတူထားပါတယ်ခင်ဗျအခုကလည်းဟို ဟိုထပ်မခံတော့ဘူးလို့တော့ပြောတာပေါ့နော်ခံပြီးသားလူတွေကိုသူတို့ကဒီတိုင်းပဲဆက်ထားမယ်ဆိုတဲ့သဘောမှရှိပါတော့ဒါကတော့မနေ့ကဟိုပြောတယ်ဟိုဆရာဘယ်လိုပြောမလဲပြည်တော်စုဝန်ကြီးပေါ့ဒေါက်တာတန်းအောင်ရဲ့ပြောကြားချက်အဲ့ရပါဘယ်လိုပြောလဲဆိုတော့အခြားဝန်ကြီးဌာနတွေမှာလည်းဆက်ခံထားတဲ့အဲဒီတက်မတော်သားတွေကိုလည်းဟိုအခုကျမ်းမိုင်ဝန်ကြီးဌာနမှာ၁၄ရောက်ရှိတယ်၁၆ရောက်ရှိတယ်ပြောတယ်လို့ပေါ့နော်တခြားဝန်ကြီးဌာနမှာရှိတဲ့ဒီတပ်ဖက်ကသူတွေကိုလည်းစင်းတွေကိုပေါ်ထုတ်တင်တယ်လို့ဒီဆရာဝန်တွေကပြောပါတယ်ခင်ဗျဟိုဒီအဲ့လို ပေါ်ထုတ်တဲ့အချိန်ဟာပေါ့နော်ဒီအချိန်မှာအကောင်းဆုံးလို့လည်းပြောပါတယ်ခင်ဗျာဒါတွေကတော့ဆရာဝန်တွေအားလုံးရဲ့ဂျားထဲမှာပေါ့နော်ထွက်ပေါ်နေတဲ့ဝေဖန်တန်တွေဖြစ်ပါတယ်ခင်ဗျာအနောက်တစ်ခုကသူတို့ဘာပြောလဲဆိုတော့ဆရာဝန်တွေဂျားထဲမှာပေါ့သူတို့အနာကျင်ဆုံးစကားလို့လည်းပြောတယ်ခင်ဗျာအဲ့ဒါကဘာလဲဆိုတော့ဟိုကျမ်းမိုင်ဝန်ကြီးဌာနဘက်မှာပေါ့နော်လုပ်ဖို့လူမရှိလို့တပ်ဖက်ကလူတွေကိုခန့်လိုက်ရပါတယ်ဆိုတဲ့စကားဟာဒီနေ့အချိန်ထိပေါ့ဆရာဝန်တွေဂျားထဲမှာအနာကျင်ဆုံးခံရခက်ဆုံးစကားလို့လည်းပြောပါတယ်ခင်ဗျာဟုတ်ကဲ့ဗျာအဲ့တော့ကျမ်းမိုင်ဝန်ကြီးဌာနဘက်ကတုံ့ပြန်လာတော့ဗျာတချို့စီမံခန့်ခွဲမှုကိစ္စတွေ ီအုပ်ချုပ်ရေးကိစ္စတွေပေါ့ဗျာအဲ့ဒါတွေအတွက်ခေါ်တယ်လို့ပြောတာမျိုးရှိတယ်ပေါ့နော်အဲ့ဒီအပေါ်မှာရောဆရာဝန်တွေဘက်ကဘလို့တုံ့ပြန်ပြောဆိုတာတွေရှိလဲဗျာโอเคဟိုကိုရောင်းတယ်အခုဒီမျိုးကနေပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်ကတော့ဒီကမ်ပိန်းထဲမှာပေါ့နော်ဒီလှုပ်ရှားရတဲ့မှာပါဝင်တဲ့ဆရာဝန်တယောက်ကိုကျွန်တော်အခုတိုင်းအမင်းညင်းတဲ့နေရာမှာကျွန်တော်ခေါ်ထားပါတယ်ခင်ဗျအဲ့ဒီမျိုးကွန်းကိုတော့ကျွန်တော်ဆရာဝန်ပေါ့နော်ဥက္ကာကြည်မင်းကိုဖြေပေးဖို့ကျွန်တော်မိုက်ကြောင်းလဲပေးလိုက်ပါမယ်ခင်ဗျအဲโอเค ဲ့ဒါလေးပြေးပြလိုက်ပါဟုတ်ကဲ့ပါဟုတ်ကဲ့ဗျာအဲ့ဒီတော့ပြေးပြလိုက်ဟုတ်ကဲ့ပြန်ရပါဟုတ်ကဲ့ပြအဲ့ဒီကျမ်းမာရေးဝန်ကြီးဌာနဘက်ကတုံ့ပြန်တာပါပေါ့နော်အဲ့ဒီကတချို့စီမံခန့်ခွဲမှုကိစ္စတွေအုပ်ချုပ်ရေးကိစ္စတွေအတွက်ခေါ်ရလို့ပြောတာမျိုးတွေရှိရပေါ့အဲ့ဒီအပေါ်မှာဒီဆရာဝန်တွေဘက်ကဘယ်လိုများတုံ့ပြန်ခြင်းလဲဗျ ဟုတ်ကဲ့အဲ့စီမံခန့်ခွဲမှုတွေအုပ်ချုပ်ရေးဘိုင်းဒီကကြာတော့လေကျွန်တော်တို့ဘက်မှာအဲဆရာဝန်မဟုတ်ဘဲနဲ့အုပ်ချုပ်နေတဲ့ဝန်ထမ်းတွေလည်းရှိပါတယ်ဒါပေမဲ့သူတို့ကကြာတော့အောက်ခြေကနေအစင်းစင်းတက်လာတဲ့ဝန်ထမ်းတွေဖြစ်ကြပါတယ်နော်ဝန်ထမ်းဖြစ်ကြပါတယ်ပြီးတော့ဒီစစ်တပ်ဘက်ကအုပ်ချုပ်တာနဲ့ကျွန်တော်တို့ဒီဘက်အရက်ဘက်ကအုပ်ချုပ်တာနဲ့သဘောတဘာဝကလည်းမတူတဲ့အတွက်ကြောင့်မို့လို့အခက်ခဲလည်းအများကြီးကြုံတွေ့မှာလို့ထင်ပါတယ်ပြီးတော့ဒီသူတို့ဒီစစ်တပ်ဘက်ကလည်းအုပ်ချုပ်ခြင်းအောက်ခြေဝန်ထမ်းတွေနဲ့အဲအဆက်ဆံလုပ်ရတဲ့အခါမှာ အာပို့ပြီးတော့ဒီအရင်ကတော့အရင်နှီးနှီးထွေးမှုမရှိတာတွေကြောင့်လုပ်ငန်းမှာအခက်အခဲဖြစ်နိုင်မယ်လို့လည်းထင်ပါတယ်။အားနဲ့ပတ်သက်ပြီးတော့လည်းဒီဘက်ကနဲ့ဆရာဝန်တွေအနေနဲ့လည်းအရင်အတိုင်းပဲဟောအရင်ယာရူးအတိုင်းပဲအဲဒီအရက်ပတ်ဝန်ထမ်းတွေရှိနေတာကိုပဲလက်ခံတယ်ဆိုတဲ့သဘောပါဗျာ။ဟုတ်ကဲ့။ဟုတ်ကဲ့ဗျာ။အဲ့တော့ဒီ campaign ကိုပေါ့နော်ဒီဘယ်လောက်ကြာကြာဆက်တုပ်သွားမယ်လို့စဉ်းစားထားလဲဗျာ။ အဲဒီ campaign ကကြတော့တကယ်ကကျွန်တော်တို့အားလုံးဒီ online မှာအားလုံးတိုင်ပင်ထားတဲ့ဟာကတော့ဗောနော်ဒီမနေ့ကကတော့ပြည်တော်စုဝန်ကြီးကလည်းပြောသွားပါတယ်နောက်ထပ်ထပ်ပြီးမပို့တော့ပါဘူးလို့ပြောသွားပါဒါပေမဲ့ဒါလည်းနှုတ်နှုတ်စကားဗောနော်နှုတ်ကတိဗောနော်တရားဝင်ဒီစာထွက်ပြီးတော့ပြောထားလည်းမရှိသေးပါဘူးအားလုံးကအခုတောင်းဆိုနေကြတာကတော့အဲငကိုရှိပြီးသားလူတွေကိုလည်းဗောနော်ပြန်ပြီးတော့အခေါ်သွားဖို့နှုတ်ထွက်သွားဖို့အမိန့်စာထုတ်ပေးဖို့ပြီးတော့နောက်ထပ် အဲမပို့တော့ဘူးဆိုတာကိုလည်းအားလုံးတရားဝင်ဖြစ်အောင်ပေါ့နော်ဒီစာထုတ်ပြီးတော့အဲပြောကြပြီးတဲ့အထီးကိုဆက်ပြီးတော့လှုပ်ရှားသွားမယ်လို့လည်းပြောထားပြီးတော့ကျွန်တော်တို့အဲဒီ signature campaign လို့ခေါ်တဲ့လက်မှတ်ထိုးပြီးတော့အဲတောင်းဆိုတာကိုလည်းလှုပ်ကြဖို့အစီအစဉ်ရှိပါတယ်ခင်ဗျာအဲ့ဒါကတော့ကျွန်တော်တို့စနေနေ့လောက်ထိနောက်ဆုံးထားပြီးတော့လက်မှတ်တွေစုဆောင်းနေပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ